ချက်ဥလေတလုံးတော့ပါညအိယာမဝင်ခင်အမျိုးသမီးဆိုလို့ရှိရင်ထမင်ရေရှားလိုက်ပါအပေါ်တက်အင်ဂျီတွေအကုန်ချုပ်ပါထမင်ရေရှားလိုက်ပါအမျိုးသားဆိုလို့ရှိရင်လည်းဒါပဆိုးလေးတခွေးနဲ့ပဲဝတ်ထားပါဘောင်းမီဆိုရင်လည်းဘောင်းမီတစ်ထည်နဲ့ပဲဝတ်ထားပါအင်ဂျီတွေအကုန်လုံးချုပ်ပါအိတ်ခံနီလေးမှာတနည်းရာရာလေးမှာ ထိုင်မှာငိန်သက်စွာ ထိုင်မှာငိန်သက်စွာ ထိုင်ပြီးတဲ့အခါမှာကြက်ဥလေတစ်လုံးနဲ့အန်နဂျီကလင်းစင်းလောက်ရမှာဖြစ်ပါတယ်ခန္ဓာကိုယ်အနက်ခေါင်းစခြေစုံကိုယ့်ရဲ့အသားရည်နဲ့ထိပြီးတော့ကြက်ဥလေတစ်လုံးနဲ့အန်နဂျီကလင်းစင်းလောက်ရမှာဖြစ်ပါတယ်ဒီလိုအပေါ်ထက်မှာအဝတ်တွေပါနေတဲ့အင်ဂျီတွေပါနေတယ်ဆိုရင်တော့ပိတ်ပြီးတော့အဆင်မပြေပါဘူးပို့ပြီးတော့ထိရောက်တာကတော့ ကိုယ့်ရဲ့အသားနဲ့တခါတည်းထိတဲ့အနှကြီးကလင်းစင်းလှုပ်တာက ပို့ပြီးတော့ထိရောက်တာဖြစ်ပါတယ်။ခန္ဓာကိုယ်မှာရှိတဲ့အဝိဇ္ဇာကိုချွတ်ပါချွတ်ပြီးတော့ဒီလိုမျိုးကြက်ဥနဲ့ဒါခန္ဓာကိုယ်မှာရှိတဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာမကောင်းတဲ့အနှကြီးတွေမကောင်းတဲ့ဓာတ်တွေမကောင်းတဲ့စွမ်းအင်တွေမကောင်းတဲ့အရာတွေအညိုက်အခိုက်တွေမကောင်းတဲ့ကံကျင်မာတွေမကောင်းတာတွေပြူစားထားတယ်မကောင်းတာတွေလှုပ်ခံထားရတယ်မနာလိုတဲ့သူရှိတယ်ဆိုရင်ဒီကြက်ဥလေးကနေပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အနှကြီးတွေမကောင်းတဲ့အရာတွေကိုလုံးကိုသူကဒါဆုပ်ယူသွားတာ ာဖြစ်တဲ့အတွက်တည်ဆောင်သွားတာဖြစ်တဲ့အတွက်ကျောက်ဦးလေးကပို့ကိုကလင်းစင်းလုတ်ပေးပါလိမ့်မယ်ကလင်းစင်းဆိုတာကတန်ရှင်းမှုကိုခေါ်တာဖြစ်ပါတယ်ဖန်ကွက်ထဲမှာရှိအပြစ်ထဲပါ ဖန်ကွက်ကသေးလဲရတဲ့ကြီးလဲရတဲ့ဘလို့ဖန်ကွက်နေနေရပါတယ်ဖန်ကွက်တဲကိုရှိအပြည့်ထက်ထက်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အညစ်ကြေးတွေအကုန်လုံးကိုကလင်းစင်းလုတ်ထားတဲ့ကြက်ဥလေးကိုဖောက်ပြီးတော့ဖန်ကွက်တဲကိုထည့်လိုက်ပါထည့်ပြီးသွားပြီဆိုရင်ခဒခဏကြည့်ပါဒီကြက်ဥရဲ့အရေတွေကနေပြီးတော့မြုပ်တွေတဖွာဖွာအမြင်တွေတဖွာဖွာအပေါ်ကိုတက်လာတယ်ဆိုရင်တော့သိကြပါတယ်ကိုယ့်ကိုမကောင်းတာတွေနဲ့လုတ်ထားတဲ့မကောင်းတာတွေနဲ့ဝေဖန်ထားတဲ့မကောင်းတာတွေတိုက်ခိုက်တာတွေမနာလို့ဝန်းတို့ပုတ်ချတဲ့သူတွေ ်နောက်ကျောဓာတ်နဲ့ထိုးကျင်တဲ့သူတွေကိုကိုဒုက္ခရအောင်ကြံစီနေတဲ့သူတွေရည်ရွယ်နေတဲ့သူတွေရှိနေတာကိုကိုကသေချာသွားမြင်ရပါလိမ့်မယ်နော်ဒီဖန်ကွက်သေးကိုစားတစုံထဲပါဇုံးကကြီးလဲရတယ်သေးလဲရတယ်စားတစုံအပြည့်ထဲပါစားကြမဲ့ရတယ်ပေလဲစားပဲရပါတယ်စားကြံပေလဲစားထက်ပြီးသွားပြီဆိုလို့ရှိရင်အရှမ်းကိုဆက်တဲ့မရုပ်သီးမုတ်ကိုဆက်ပြီးတော့ထဲ့ပါ မြုပ်တိမှုတ်ရဲ့စားရဲ့ထည့်ပြီးတော့မှုေလိုက်ပါခလောက်လိုက်ပါမှုေပြီးသွားပြီဆိုရင်ကိုအိမ်မှာ အသွုံးပြုတဲ့အိမ်သာတဲကိုနောက်ပြန်မကြည့်ဘဲနဲ့တုံချလိုက်ပါဒါအိမ်သာဆိုလို့ရှိရင်ခလုတ်ကိုဆွဲကြပါအကဲလို့ကိုကရိုးရိုးအိမ်သာဆိုလဲရေကိုလောက်ထားခဲ့လောက်ထားခဲ့ပြီဆိုတာနဲ့နောက်ကိုပြန်မကြည့်ဘဲနဲ့ချစ်ကိုတတ်တမမတ်ရောက်သွားပြီးတော့ကိုရဲ့စိတ်ထဲမှာရွတ်ဆိုရမယ့် affirmation တွေးရမယ့် affirmation တွေရှိပါတယ်နံပါတ်1အနေနဲ့ကတော့ ငါမှရှိတဲ့မကောင်းတဲ့အညာခိုက်တဲ့မကောင်းတဲ့ကံတွေမကောင်းတဲ့ဒါအညိတွေမကောင်းတဲ့ဟိုဆဲတွေမကောင်းတဲ့ကံတွေမကောင်းတဲ့အရာတွေအကုန်လုံးဒီယနေ့ယခုချိန်မှစိုက်ဒီကြက်ဥနဲ့တူဒီစားနဲ့တူဒီမယုတ်သီးနဲ့တူဒီမှာအတုပ်ပြည့်တဲ့ဒီအိမ်သားတဲ့သူအကုန်လုံးရောက်သွားပြီးစုပ်ယူသွားပြီးဆိုပြီးတော့ကိုယ့်ရဲ့နှုတ်ကနေပြီးတော့အတန်ထွက်ပြီးတော့ပြောပါအုံလောက်ကနေလည်းတွေးပါပြောပြီးသွားပြီးတွေးပြီးသွားပြီးဆိုလို့ရှိရင်အဲ့ဒီည ပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းချမ်းသာသာနဲ့အချိန်ကစပြီးတော့ငါသည်မနမုဒ္ဒအလင်းရောက်တာနဲ့လိုချင်တာတွေဖြစ်ချင်တာတွေရည်ရွယ်ချက်ရည်မချက်ကြမ်းစည်တဲ့အားလုံးအထားမြောက်အောင်မြင်ပြီးငါချမ်းသာပြီးငါကံကောင်းပြီးငါပျော်ရွှင်ပြီဆိုတဲ့အတွေးအခေါ်စိတ်ပိုင်းဆိုင်ရာဒါ manifestation လို့ပြောမလားအနေကြီးလို့ပြောရမလားဒီလိုမျိုးလေးတွေကိုက mindset လို့ပြောရမလား affirmation လို့ပြောရမလားဒီလိုတွေတွေးပါဒီလိုတွေပြောပါဒီလိုတွေမြင်ပါဒါကတော့နံပါတ်1အချက်ဖြစ်ပါတယ် Hello hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဆရာမလေးထုတ်တဲ့လက်ကင်းမိုးရှင်မွေးလေးကိုဆယ်ဘူးတိတိမာယူတာဖြစ်ပါတယ်ရှင်မာယူတဲ့ကစမာလေးတထင်းမလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်လက်ကင်းမိုးရှင်မွေးလေးဟောဒီလို့ဆယ်ဘူးမာယူတယ်ဆိုတော့ဆရာမလေးကဝင်းဝင်းလက်ရှင်စေတဲ့အဆောင်ပိုက်ဆံတစ်ထောင်တန်း ဆယ်ရွက်တသောင်းချက်တတိပေးရပါတယ်ရှင်ဒီမှာတော့တတိမှုရှင်မွေးလေးဒီမှာပိုက်ဆံဆယ်ရွက်အဆောင်ပိုက်ဆံတထောင်တန်းဆယ်ရွက်အဆောင်ရပါတယ်ရှင်ကဲပိုက်ဆက်တသောင်းထည့်လိုက်ပြီနော်ဆယ်ရွက်ပိုက်ဆံအိတ်အဆောင်ဖြစ်ပါတယ်ရှင်ကဲတချဘုတ်မဟုတ်တေချဘုတ်မဟုတ်လေးကလည်းငွေဝင်လက်ရှိတဲ့နေရာမှာအရန်ကောင်းတဲ့အရာလေးဖြစ်ပါတယ်ရှင်ကဲတေချဘုတ်မဟုတ်လေးကလည်းဆယ်တုံးတတိလက်ဆောင်ရတာဖြစ်ပါတယ်ရှင် အာတကြိုးမုတ်တွေအများကြီးလက်ဆောင်ရသွားပြီနော်ရေမွေးဆယ်ဘူးမာတယ်ဆိုရင်ငွေဝင်လက်ရှင်စေတဲ့အဆောင်ကလည်းဆယ်စုံဆယ်တုပ်ရတာပါရှင်ကဲမီလီယာလည်းမကားဘူးနော်မီယာလည်းပြက်နေတယ်ဖုန်ကြီးလေးနဲ့ပဲရိုက်ရတယ်လေအယံဝါတာလို့ကျေးဇူးလေးတင်လို့ဒီမှာအဲဒါကတော့ပန်းရောင်စာပန်းရောင်စာကလည်းဆယ်တုပ်နော်ပန်းရောင်စာလည်းဆယ်တုပ်လက်ဆောင်ရပါတယ်ရှင်ဝင်ဝင်လက်ရွှေစေတဲ့အဆောင်လေးတွေကလည်းဒီမှာ စေတုတ်လက်ဆောင်ရပါတယ်ရှိကဲအရင်ကျေးဇူးတင်ပါတယ်တထင်းမလေးရေဆရာမလေးရဲ့လက်ကင်းမှုရင်မွေးလေးကိုယုံကြည်စွာမှာယူသုံးဆွဲတဲ့တော်လည်းကျေးဇူးတင်ပါတယ်အရင်လည်းချစ်ပါတယ်ရှိကဲအခုလိုမှာယူတဲ့သူလေးကိုလည်းကျေးဇူးတင်တယ်လို့ဆရာမလေးစီကလက်ကင်းမှုရင်မွေးလေးကိုတဘူးတဲ့ပဲဖြစ်ဖြစ်မှာယူတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်ရှိဒီမှာ လက်ကင်းမှုရင်မှုလေးကိုတဝူးတယောက်နဲ့ဆယ်ဘူးဆယ်ဘူးဆယ်ဘူးမှာပြီးတဲ့သူတွေအရင်များပါတယ်ရှင်လက်ကင်းမှုလေးကထုတ်မလောက်ပါနော်ဘာလို့လဲဆိုရင်ဆီယမာလေးရဲ့လက်ကင်းမှုရင်မှုလေးကတဘာဝဆစ်စစ်တင်းနဲ့ထုတ်ထားတဲ့ကံပွေလက်ပွေစင်တဲ့အရာတွေဖြစ်ပါတယ်ရှင်အယောင်လေးကလည်းအရင်ချစ်စရာကောင်းတယ်ဆီယမာလေးရဲ့လူကိုလေးလည်းပါပါတယ်ရှင်နော်မှာပြီးတဲ့တဝူးတယောက်ခြေစွတိုင်းကိုဆီယမာလေးကခြေစွတင်ပါတယ်မေတ္တာလည်းပို့ပါတယ်ရရှိတဲ့လက်ကင်းမှုရင်မှုရဲ့အတန်ချင်းငွေလေးတွေကိုဆီယမာလေးက ဆူတောင်းမေတ္တာအလိုဝဲကြီးထဲမှာထည့်ပေးထားတာဖြစ်တဲ့အတွက်အားလုံးကဆရာမလေးနဲ့အတူတူကုသိုလ်တွေထပ်တိုးပွားပြီးရောကံကောက်လက်ဝဲကျမ်းမာချမ်းသာတက်ရှိလူရစနာပြေဝကြပါရဲ့ရှိပြေဝစေပါရဲ့ရှိအားလုံးပဲအရန်ကျေးဇူးတင်ပါတယ်နောက်ထပ်မာယူမဲ့သူလေးတွေရှိတယ်ဆိုရင်လည်းအမြန်ဆုံးအော်ဒါတင်ပြီးတော့မာယူနိုင်ပါတယ်ဘက်ကီမိုးရင်မွေးလေးက ဘလောက်ထုတ်ထုတ်အမြန်ကုန်တာဖြစ်တဲ့အတွက်မာယူမယ်ဆိုရင်အမြည်လေးစာဖုန်းတပလီနဲ့အော်ရာတင်မှအမြန်ရပါမယ်။အော်ရာမတင်မရပါဘူးเนาะ။လက်ကီးဘူးရှင်မွေးလေးရဘူးရတက်ကအရန်နေလို့ပါ။အခုဆိုရင်ဆရာမလေးထုတ်တာကဘူးတရာထုတ်ချင်တာဒါပေမဲ့ဘူးတရာမထုတ်နိုင်ဘူး90ပဲထုတ်နိုင်တယ်ရှိ90အခုသိမ့်မကြံတော့ဘူးเนาะ။မာယူတဲ့သူရဲ့အရန်များတာဖြစ်တဲ့အတွက်လေကဘူးရေမွေးက90 ठी မကျန်တော့ပါဘူးအမျိုးမျိုးဘတ်စုံသုံး ကံပွင့်လက်ပွင့်စံပွင့်ငွေဝင်လက်ရှင်ပြီးတော့ဘေးကေးလုံခြုံပြီးတော့ကျန်းမာစေတဲ့လက်တီမုန်းလေးဖြစ်ပါရဲ့ရှင်။ကေးယုံကြည်စွာသုံးပြုခြင်းပါကအမြန်ဆုံးပဲပြောတာဒီမှာယူနိုင်ပါတယ်။အားလုံးပဲလက်တီမုန်းယုံမွေးလေးသုံးဆင်းပြီးတော့ကံပွင့်လက်ပွင့်စံပွင့်ငွေဝင်လက်ရှင်ကျန်းမာပြီးတော့ဘေးကေးလုံခြုံကြပါစေလို့ဆရာမလေးမေတ္တာပို့ပါရဲ့ကေနော်။အရန်ကောင်းတယ်အနန္တလေးကလည်းအရန်သေးတာနော်။ အနန္တရသဘာဝဆစ်စစ်တူကိုပဲထုတ်ထားတယ်ဒီထဲမှာဆိုရင်အဆောင်တွေကလည်းအများကြီးပဲတွေ့လာနော်အဲဆယ်ဘူးမှာယူတယ်ဆိုရင်ငွေဝင်လက်ရှိစေတဲ့အဆောင်တွေဆယ်ဒုံဆယ်စုံဆယ်မျိုးလက်ဆောင်ရတာဖြစ်ပါတယ်ရှိကဲအားလုံးပဲမာဂျင်နယ်ဆိုရင်အမြန်ဆုံးအမြန်ဆုံးပဲပြောတာတင်ဖို့ဆရာမလေးကအကြံပေးပါတယ်အခုဆယ်ဘူးတူတူမာယူတယ်သင်တန်းသူသင်တန်းသားလေးခုနှစ်သားသမီးတယောက်ချစ်စုကြံကိုလည်း အရင်ကျေးဇူးတင်နေအခုလိုလက်ကင်းမွေးရမွေးလေးကိုမာပြီးတဲ့သူတွေအကုန်လုံးအရင်ချစ်တယ်ကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာတက်စီလူညာဆန္ဒပြေဝပြေကံပွင့်လက်ပွင့်စံပွင့်ကြပါစေရှစ်ကျမ်းမာရေးတွေကောင်းမွန်ပြီးတော့ရည်ရွယ်ချက်ရည်မှန်းချက်ကျန်စီအားလုံးအောင်မြင်ပြည့်စုံပါစေအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်